မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တရားမင်းသက်ဆောင်ကာထာတော်တံပြန်ကာထာတော်ဆိုတဲ့အကြောင်းအရာလေးနဲ့ဝေမြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျတရားမင်းသက်ဆောင်ကာထာတော်တံပြန်ကာထာတော်ဝေဒါတာကုကုဒါထာဝေ ဒါယတာဒဒတာယတာသတာတိကုကုတိတာတာကုဒကုဘုဘုကုဒကုကျွန်တော်နောက်တစ်ချိန်ရွတ်ဆိုမှုစောပေးပါမယ်ဝေတာတာကုကုတာဒဝေဒါယတာဒဒတာယတာသတာတိကု ကုတိတာတာကုတာကုပုဘုကုတာကုထိုစကလုံးများမှာအနတ္တိဘေများစွာရှိပါれဝေတာတာကုတံပြန်ခါထာလိုလဲခေါ်ဆိုကြသလိုတခြားမင်းသဆောင်ခါထာလိုလဲခေါ်ဆိုကြပါသည်အာနာစေအလွန်ပြင်းထန်သောခါထာတော်မြတ်ကြီးဖြစ်သည်ဖြင့်အတိတ်ဘဝတွင်တုန်းကမိမိတို့ယူခဲ့ဘူးတဲ့ ဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြု တိုင်တယ်ပြီးယံအပေါင်းကို အောင်မြင်စေပါれမိမိအပေါ်မကောင်းခြင်းသူ မတရားအနိုင်ခြင်းသူ လူများဆရာဆိုးများနတ်ဆိုးများကိုတံပြန်တံပြန်ထိခိုက်စေပါれဂါထာရဲ့အဓိကအချိုးပေးကတော့ယံအပေါင်းကို အောင်မြင်တာဖြစ်ပါれ အတံပြင်းပြင်းနဲ့မိမိသားသားအဖြတ်အထောင်းမှန်မှန်ရွတ်ဆိုပေးကြပါရွတ်ဆိုရာလွယ်ကူတဲ့ဂါထာလေးမျိုးများများရွတ်ဖို့လိုပါမယ်အောင်မြင်ကြောကြားကြီးမြတ်လာသူတော်တော်များများရဲ့နောက်ွယ်တိတ်ကံအချိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အချိုးပေးတွေပါနေပါတယ် မေတာတကုဂါတာတော်ကြီးရဲ့မြမာပြန်ကတော့အရန်ကောင်းပါတယ်ဝေဂါဤယံသူဟူသမျှတို့သည်ဒါဝေစာယသို့သာလင်စွာကုပြေးစေကုန်သည်ကုငါအာ မကောင်းကြံသည်ဖြင့်ဂျံကုန်သူတို့သည်သာမိမိအလိုလိုဒါအချမ်းစီပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါ ငါဤစေတနာကြောင့်ယတာအချံယံကြောသောတို့သည်ဓာပွားများပါစေကုန်တည်းဓာတာငါပြုမိသောအကုသိုလ်ဆေပါတို့သည်ယငါပြုမိသည်များသောကုသိုလ်ဆေပါဤတကိုးတော်ကြောင့်ဓာဤပြောက်စေကုန်တည်းသာဆက်စုံယွန်ရှာပွဲသောသူတို့အား၎င်းသာအမျက်မာနာဒေါသရှိသော သူတို့အား၎င်းဒီ ဆုံးမဩဝါဒပေးခြင်းဖြင့်သာလျှင်ကုအောင်မြင်စေသည်ကုထိုသို့သောအမျက်မာနမန္တသူတို့နှင့်ဒီရှေမြင့်စွာသာမပေါင်းဖော်ရသည်သာဖြစ်ပါစေသည်ကုကုသူစရာပြုခြင်းလေးရှိသောဒါသူတော်ကောင်းတို့နှင့်သာလျှင် ကုဖြစ်လျာဘဝတန်တရာဘဝအဆက်ဆက်၌ဘုတွေးဆုံပေါင်းဖော်ခြင်းကို ြုရပါစေတည်းဘုအကုသိုလ်ဇယိုက်ဘွားများသူတို့နှင့်ကုဖြစ်လျာဘဝတန်တရာအဆက်ဆက်၌ဒအခါကသိကုတွေးဆောင်ပေါင်းဖို့ခြင်းမပြုရသည်ဖြစ်ပါစေတည်းကိုယ်ရတဲ့မိအပေါင်းနဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ။